ားလုံးမင်္ဂလာပါဒါလေးကတော့ကျွန်တော်တိုတာမတ်တူးရွှင်ကားလေးကိုကြောက်စကားစီးကြောပေးနေခြင်းဖြစ်ပါတယ်အကြောက်စကားဆိုတာကတော့ကျွန်တော်ကားအင်ဂျင်အိမ်စောကနေထွက်လာတဲ့အန်ဒီရရှိတဲ့ဓာတ်ငွေတွေကိုအန်ဒီရမရှိတဲ့ဓာတ်ငွေတွေအဖြစ်ကူးပြောင်းပေးတဲ့ပစ္စည်းမျိုးစားလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တတန်းတစ်ခုကြာပြီဖြစ်တဲ့ဂျပန်ကားအများစုမှာတော့ဒီကြောက်စကားအနည်းနဲ့များပိတ်နေတတ်ပါတယ်အဓိကကြောက်စကားပိတ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီဒီပလက်တွေမကောင်းတာပလက်ကွိုင်းတွေမကောင်းတာ အစသည်အဖြစ်ဒါတွေကြောင့်ကျွန်တော်တို့ကစီလီချိုးမှန်မှန်တဲ့ခါမျိုးမှာဒီအိတ်စုံကနေပြီးတော့မီးအကုန်မလောင်ကျွမ်းရသေးတဲ့ကျွန်တော်ဟိုက်ဒရိုကာဗွန်လို့ခေါ်တဲ့ဓာတ်ငွေတွေထွက်ပါများလို့ရှိရင်လည်းကြောက်ကြက်ကပိတ်တတ်တယ်။နောက်အင်ဂျင်ကျနေတဲ့အခါမျိုးပေါ့နော်ကျွန်တော်တို့ဒီဘားစီးတွေမကောင်းတာတို့ rain တွေကျနေတာတို့ဒါမျိုးတွေဆိုလို့ရှိရင်လည်းအိတ်စုံကနေပြီးတော့အင်ဂျင်ဝိုင်းတွေအခါအလျော်ဆိုတာပါသွားတဲ့အခါမျိုးမှာကြာလာလို့ရှိရင်ကြောက်ကြက်ကပိတ်ဆို့လာတတ်ပါတယ်။အဲကြောက်ကြက်ကပိတ်ပြီဆိုလို့ရှိရင်အင်ဂျင်ချမီးလင်းတာတို့ကားလေဘာနဲ့နင်းတယ်လို့မပါဘဲနဲ့ဝင့်နေတာတို့ ့စီပိုစားတာတို့နောက်အေဇုံကနေစီနက်မော်နာတို့အနံ့သက်မကောင်းတာတို့ဒါမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်ကျွန်တော်အင်ဂျင်ပါဖော်မန့်မကောင်းဘူးဆိုလို့ရှိရင်ပြစ်ချက်တစ်ခုအနေနဲ့တက်တန်းတစ်ခုကြာပြီဖြစ်တဲ့ဂျပန်ကားတွေမှာကြောက်ကြကားကိုစစ်ဆေးပေးတင်ပါတယ်။ဒါလေးကိုဒီနေ့ကျွန်တော်ဘူဒ္ဓရာပြင်မြောက်ပေးခြင်းဖြစ်ပါတယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။